ားလုံးမင်္ဂလာပါအာဒီမီကုန်းလေးကိုကျွန်တော်ဖြေပေးပါမယ်အဲ့တော့ဆရာရှင့်နဲ့တောက်ကက်ယောဂါကမျိုးမျိုးလိုက်ဖြစ်တတ်လားပေါ့နော်မျိုးမျိုးလိုက်တလားပေါ့ဆိုတော့အာဒီမီကုန်းကိုဖြေရမယ်ဆိုရင်တော့တောက်ကက်ယောဂါမှာနှစ်မျိုးရှိရလို့ဖြေရမှာပေါ့နော်နှစ်မျိုးရှိဆိုတာမျိုးမျိုးလိုက်တဲ့တောက်ကက်ယောဂါနဲ့ဒီမျိုးမျိုးနဲ့မဆိုင်မင်းနဲ့ဖြစ်တဲ့တောက်ကက်ယောဂါပေါ့နော်ဆိုတော့များသောအားဖြင့်ကျွန်တော်မျိုးလိုက်တဲ့ကြောက်ကက်ယောဂါက အဖြစ်နည်းတယ်လို့ပြောရမယ်ဒီကျွန်တော်တို့မျိုးရိုးမလိုက်တဲ့ယောဂနဲ့စလို့ရှိရင် genetic genetic နဲ့ဖြစ်တဲ့မျိုးကြောက်ကက်ယောဂပေါ့နော်ဆိုတော့နောက်တစ်ခုကဒီကြောက်ကက်ယောဂတွေရဲ့ဒီ genetic အကြောင်းဖြစ်တဲ့ယောဂတွေဆိုလဲနာမည်တွေကနည်းနည်းလေးဟိုရှုပ်ထွေးတယ်ရှုပ်ထွေးရဆိုတာမှာ nephrotic syndrome တို့ not congenital nephrotic syndrome ဆိုရင်ကလေးတွေမှာဖြစ်တာ pain alport syndrome တို့ ADPKD တို့အစားရှိတဲ့ပြင်မော cystic urea တို့ဆိုတော့ ဟိုဒီမေနဲ့ညမလာအမလာမသိဘူးပေါ့နော်အသူယောဂအပေါ်မှာမူတည်ပြီးမှကျွန်တော်တို့ကပြောလို့ရမှာပေါ့နော်ဘလို့ဘလို့ကြောင့်ဖြစ်တယ်ဘာလက္ခဏာတွေဖြစ်တယ်ယောဂရာဇဝင်တဲ့လူနိုင်ရဲ့ယောဂလက္ခဏာတွေပြောမှသာလျှင်ကျွန်တော်တို့ကဒါကိုဟိုပြန်ပြီးတော့ဖြေပြီးလို့ဟိုပို့တိကြတာပေါ့ဆိုတော့ဒါမှဒါအမှန်တမ်းပြောရလို့ရှိရင်ကျွန်တော်ကဒါယောဂလက္ခဏာကိုမူတည်ပြီးပဲဖြေတာဖြစ်တယ်သွေးစစ်တာတွေ အတ်ဆဆောင်ရိုက်တိုင်းမပါသေးဘူးတကယ်တော့အဲ့ဒါကြောင့်ကျွန်တော်တို့အမြဲတမ်းပြောလို့ပဲလေစီကန်းပြရဆရာဝန်ပြရယောဂရှာဖွေရဆိုရင်စနစ်တကျတိတိကျကျလေးအလိုက်နာပြီးလှုပ်ဆောင်မှုလိုတယ်ပေါ့နော်ဆိုတော့အဲ့ဒါခုနကစကားကိုပြန်ကောင်းအောင်မယ်ဆိုရင်တော့ genetic ကြောင့်ဖြစ်တာရှိတယ်လို့ genetic ကြောင့်မဟုတ်တဲ့ကြောက်ကက်ယောဂတွေအများကြီးပဲအဲ့မြန်မာပြည်မှာဆိုရင်တော့ကြောက်ကက်နဲ့ပတ်သက်ရင်ကျွန်တော်တို့ကတော်တော်လေးအဖြစ်များတယ်ဥပမာဘာယောဂလဲဆိုတော့ CKD လို့ခေါ်တဲ့နော် uh, chronic kidney disease နော်နာတာရှိကြောက်ကက်ယောဂဆိုတော့သူအဲ့ဒါအကြောင်းနည်းနည်းခြုံပြီးပြောလိုက်တာအဲ့တော့အဲ့ chronic kidney disease လို့ခေါ်တဲ့နာတာရှိကြောက်ကက်ယောဂကလည်းဘာကြောင့်ဖြစ်လဲဆိုတော့စီးကျိုနဲ့တွေးတိုးကြောင့်အဓိကဖြစ်တယ်နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ acute nephritis တို့နော်ကြောက်ကက်ရောင်တာတို့ပင် renal stones တို့နော်အာ renal cyst တို့အော်ကျန်တဲ့ယောဂတွေကတိတ်ပြီးတော့ common ဆိုတာဟို ဟိုဖြစ်လေဖြစ်တာမရှိဘဲနဲ့ခုနကကျွန်တော်ပြောတဲ့ CKD ဆိုမျိုးရှိတယ်ပြီးရခါကျတော့အဲကြောက်ကတ်မှာကြောက်တယ်ဒါကလူတိုင်းကြားဘူးလိမ့်မယ်เนาะကြောက်ကတ်မှာကြောက်တယ်စီလန်းကြောင်းမှာကြောက်တယ်အဲစီရင်မှာကြောက်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကြောက်ကတ်ကခန္ဓာကိုယ်ရဲ့ဒီ toxic တွေပေါ့เนาะ toxic တွေခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ဓာတ်တွေကို तू ကစီးဖြစ်နေဆွန့်ထုတ်ဖို့အတွက် तू ကဆွန့်ပစ်တဲ့စနစ်เนาะဆွန့်ပစ်တဲ့စနစ်ဖြစ်တဲ့အခါကျတော့အရင်အလုပ်လုပ်ရတယ် အဲ့တော့အဲ့ဒါကျွန်တော်အမြင်နဲ့ပြောလေအစားအသောက်အနေထိုင်စင်ညင်ဆိုတာအဲ့ဒါမျိုးပြောတာပေါ့နော်ကြောက်ကက်ကဟိုသူ့ရဲ့ function စေကအများကြီးပဲနော်ကြောက်ကက်ရဲ့လှုပ်ဆောင်ချက်တည်းကအများကြီးပဲအဲ့တော့ကြောက်ကက်အကြောင်းပြောမယ်ဆိုရင်ဟိုတထောင်တညာပုံမြင်လို့တော့များတယ်တိုးတော်လည်းဒီမှာဖြည်ပေးရမယ့်မိကုံးကိုဟိုဖြည်ပေးရတော့မျိုးလိုက်တက်သလားမလိုက်တက်ဘူးလားဆိုရင်တော့ယောဂရဲ့လက္ခဏာကိုဟိုနားထောင်ပြီးတော့မှကျွန်တော်တို့ဒါကိုဟိုခွဲပြလို့ရမှာပေါ့နော်အဲ့တော့မျိုးရိုးလိုက်တက်တဲ့ယောဂတွေရှိတယ် အမျိုးနဲ့မဆိုင်တဲ့ယောဂါရှိတယ်။အဲ့ခုနကကျွန်တော်ပြောသွားတယ်ဒါ CKD ဆိုရင်ဒါမြန်မာနိုင်ငံမှာ common အရန်ဖြစ်တယ်။နော် CKD အရန် common ဖြစ်တယ်။အဲပြီးတော့ acute kidney injury ပေါ့။အဲ့တော့ acute kidney injury ဆိုတာကလည်းအာကျွန်တော်တခြားသောယောဂါတွေကြောင့်မို့လို့ကြောက်ကတ်ကိုလာထိရ။နော် acute renal shutdown လို့အာဒီဟိုလုံးဝစီးမသွားတော့တာတော့ပါဆိုတော့ကြောက်ကတ်ကတော်တော်လေးတော့အမှန်တမ်းပြောရင်ဒါ အမီးနဲ့မီးခွန်းလည်းအရင်ကောင်းပါတယ်ကြောက်ကက်ကအလွန်အမှန်ကတိထားတဲ့ခန္ဓာကိုယ်ရဲ့ကလီစာထဲမှာတစ်ခုပေါ့နော်ကျန်တာတွေလည်းအရေးကြီးတယ်နော်ဆိုတော့ကြောက်ကက်ထင်းရင်ကျွန်တော်တို့ကဟိုအသက်ပါအန္တရာယ်ကြီးရယ်ပေါ့နော်အသက်အန္တရာယ်ပါရှိနိုင်တယ်အဲ့တော့အဲ့ဒါကျွန်တော်ကစီးကြိုတို့တွေးတိုးတို့နော်အာဒါတွေကိုကျွန်တော်တို့ထိန်းဖို့လုပ်ရတယ်နောက်တစ်ခုကဒီ acute ပေါ့နော်ဒီဘယ်လိုလဲအာမျိုးရိုးကြောင့်မဟုတ်ဘဲနဲ့နောက်ဖြစ်တဲ့တစ်ခုကတော့ drugs တွေ drugs ဆိုတာက medication ပေါ့နော် medicine medicine ဆိုတော့ဆေးနေကြမလို့နော်အဲ့တော့အဲကြောက်ကမကောင်းတဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်တို့သူတို့ပြီးလို့မရတဲ့ဆေးတွေရှိတယ်နော်အဲ့ဒါတွေသတိထားဖို့လေနောက်တစ်ခုကကြောင့်ဆေးတွေကြောင့်လည်းကြောက်ကကိုထိရမျိုးဖြစ်နိုင်တယ်အများသောအားဖြင့်လူတွေသိကြတယ်အခက်ခဲပျောက်ဆေးတွေထဲမှာမစတီရိုက်ပါတဲ့ဟာမျိုးတွေပေါ့နော်ဆိုတော့ဒါတွေကအရင်အသေးစိတ်တယ်အဲ့တော့ အဲ့တော့ဆရာဝန်ဆိုပြီးတော့တေချာတိုင်ပင်ဆွေးနွေးဖို့လိုရဲဆိုပြီးကျွန်တော်တို့ကပြောတာပေါ့နော်အာဆေးတွေကြောင့်ဖြစ်နိုင်တယ်နောက်တစ်ခုက infections လို့ခေါ်တဲ့နော်ယောဂပိုးကြောင့်ယောဂပိုးကြောင့်လို့ပြောမယ်ဆိုရင်လည်းယောဂပိုးတွေမှာမှာ virus ရှိတယ် bacteria ရှိတယ်နောက် parasite ရှိတယ် fungus ရှိတယ်နောက်အစားရှိတဲ့ပြင်ပေါ့ပိုးတွေကအများကြီးပဲအဲ့တော့ common အဖြစ်ဆုံးကတော့ကျွန်တော်တို့ bacteria နဲ့ virus နဲ့နော်အဲ bacteria ကြတော့ကိုယ်ကြောင့်မလို့ဖြစ်တယ် virus ကကြတော့ပတ်ဝန်းကျင်ကလာတာများတယ် เนาะဒါကကြောက်ကက်ယောဂနဲ့ပတ်သက်ပြီးတော့ဟိုအနစ်ချုပ်မျှဝေပြီးတာပေါ့เนาะအနစ်ချုပ်မျှဝေပြီးတာဘာကြောင့်လဲဆိုတော့ကြောက်ကက်ယောဂအကြောင်းပြောမယ်ဆိုရင်တော်တော်ကျေပြန့်လို့เนาะတော်တော်ကျေပြန့်တော့ကျွန်တော်တို့ဘယ်လိုပြောမလဲအခန်းဆက်ဝတ္ထုရှင်လိုမျိုးကိုရီးယားကားလို့ပြောမှာပဲရမှာတိုးတော်လဲအခုကဒီမှာနားလဲလွယ်အောင်ပြောမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာအာဒီမှာကြီးနေလူတွေမှတ်တင်တာတော့မြန်မာနိုင်ငံမှာကြောက်ကက်ယောဂအလွန်အင်မတန်မှဖြစ်တယ်เนาะအဲစီးကြိုယောဂအကြောင်းမလို့ကြောက်ကက်ဖေးလူရပါတော့ chronic kidney disease အဲ့ဒါအရန်ဖြစ်တယ်နော်စီတူစီဂျိုသွေးတူကြောင့်မလို့အရန်ဖြစ်တယ်နော်ပြီးတော့ခုနပြောတဲ့ diet ထဲမှာအာကျန်းမာရေးမညင်ညွတ်တဲ့အစာအသောက်တွေတအားစားတယ်ဥမာကျွန်တော်ခုနပြောလို့ပဲလေတင်းသီးပေါ့နော်ထားပါတော့ဒါဥမာပေါ့တင်းသီးတအားစားပြီးကြောက်ကက်ရက်သွားတာမျိုးအထိကျွန်တော်တို့ဟိုတွေ့ဘူးတယ်နော်ဘာလို့လဲဆိုတော့ဒီတင်းသီးရဲ့ပါတဲ့ဓာတ်တွေကအစိတ်တွေများတယ်သူ့ကိုကျွန်တော်ကစစ်ထုတ်ပြရအောင်နော်ဘာလို့လဲဆိုတော့ဒီအစာအိမ်ကလည်းဒီတဲ့ဓာတ်တွေကိုမစုပ်ဘူး เนาะအဝင်ထဲမှာပါတင်နေဟာပါတယ်တချို့အဓာတ်တွေကိုကျွန်တော်ကကြောက်ကက်ကနေပြန်ထုတ်ပြရတာမျိုးရှိတယ်ဆိုတဲ့အခါကျတော့ဟိုအမှန်တိုင်းပြောရရင်တော့ယောဂမဖြစ်ချင်တော့ခုနကပြောတာတွေတွေးတူနှလုံးစီကြိုတာတွေမဖြစ်အောင်လို့ကျန်းမာရေးကိုပုံမှန်လိုက်စားဖို့လိုတယ်လေ့ကျင့်ခန်းတွေပုံမှန်လုပ်ဖို့လိုတယ် healthy lifestyle ကိုကိုယ့်ဘာကိုတည်ဆောက်ဖို့လိုတယ်နောက်ကျွန်တော်ကျွန်တော်ရဲ့ content တွေတော်တော်များများကျွန်တော်ဒါကိုထည့်ပြောရဲပေါ့နော် wellness coaching လုပ်ပေးတယ်ဆိုတာအဲ့ဒါမျိုးအဲ့တော့ဒါကတော့ဒါခုနပြောတဲ့ဒါဟို ရမိတ်ဆွေမိထားတဲ့မိကုန်းကိုဖြည့်ပေးတဲ့သဘောပေါ့အဲ့တော့အဲအနှစ်ချုပ်ပြန်ဖြည့်ရမယ်ဆိုရင်တော့ကြောက်ကန့်ယောဂကမျိုးရိုးလိုက်တဲ့ဖြစ်တာထက်ကိုအဲလက်ရှိလူတွေကြောင့်မလို့မိမိကိုယ်တိုင်ကြောင့်မလို့ဖြစ်တဲ့ယောဂများတယ်เนาะနောက်ရေတောက်နေတာလဲဒါကြောက်ကန့်မှာကြောက်တဲ့ပိုအခွင့်လန်းပိုများစေတယ်เนาะအဲ့တော့ကျွန်တော်တို့2.5 to 3လီတာရေတောက်ခိုင်နေရေများတောက်တာကကြောက်ကတ်ကိုအမြင်နဲ့ကျွန်တော်တို့ကတန့်ရှင်းရေးလုပ်ပြီးတာနဲ့တူတယ်သေခဏခဏပေါက်တာပြဿနာမရှိဘူး เนาะအဲပြီးတဲ့ခါကျကျွန်တော်ဒီစီဂျိုနဲ့နှလုံးယောဂါကိုဟိုစောလင်းစွာကုသထိန်နောက်ဆုံးပြန်ပြီးတော့ငကိုချင်းနေပြန်အောင်လို့ရအောင်လို့ကျွန်တော်တို့ဟလာအားကစားနဲ့ထိုင်ရနေကိုဟို modify လုပ်ပြီးတော့ပြောင်းပြီးတော့ဒါကျွန်တော်တို့အတိုင်းတာတစ်ခုကြီးကျွန်တော်တို့ reverse လုပ်လို့ရတဲ့သဘောရှိတယ်เนาะအဲ့တော့အဲ့ဒါလေးလာပြီးတော့ပြန်ရှင်းပြတာပါเนาะအဲ့တော့ဒါကကျွန်တော်ခုနရှိမှစကားခံခဲ့တယ်လို့ပဲတကယ်တမ်းကြောက်ကတ်နဲ့ပတ်တိုင်အလုံးရင်ပတ်တမ်း ကျေပြန့်ပြီးတော့ယောဂတွေကနည်းနည်းများတယ်ဒါပေမဲ့ဒီကမေကုံးလေးကိုအဲအချင်းကျုပ်လေးနားလဲသွားအောင်လို့ကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးများ යි တင်ပါတယ်မရှင်းလင်းတာရှင်းလဲကျွန်တော်အောက်မှာ comment နေမှာမေးခဲ့လို့ရပါတယ်အဲတခြားသောသိချင်တာရှင်းလဲမေးခဲ့လို့ရပါတယ်ကျွန်တော်ပြန်ပြီးတော့ဖြေပေးပါမယ်အားလုံးကျေးဇူးများ යි တင်ပါတယ်